င်္ဂလာပါဆရာနာမည်က teacher luna ဖြစ်ပါတယ်ဆရာတို့ဒီနေ့တော့ဟိုတနေ့ရသင်ထားတဲ့ great dan biology ရဲ့ prokaryotic cell နဲ့ eukaryotic cell အဲ့ဒီ cell နှစ်ခုရဲ့ဖွဲ့စည်းတိဆောက်ပုံအကြောင်းကိုဆက်လေ့လာမယ်ဆက်လေ့လာကြမယ်ပေါ့နော်အဲ့တော့နံပါတ်1က prokaryotic cell prokaryotic cell အ prokaryotic cell မှာ nucleus absent nucleus nucleus များသည် absent အပါရှိပါ Okay အဲ့တော့နောက်တစ်ခုကကျ Eukaryotic cell Eukaryotic cell မှာကျတော့ nucleus တွေက present nucleus တွေဒီပါရှိကြပါတယ်အဲ့တော့ကြက်မယ်ဆိုရင်ဒီလိုဘဲညာတွေ့ကြက်မယ်ပေါ့နော်အဲ့တော့သူမှကွာခြားချက်က absent present nucleus အကြောင်းပြောတယ်ဒီနေ့အဲ့တော့ nucleus တွေကဒါ nucleus ပေါ့နော်ဒီမှာ nucleus အဲ့တော့ prokaryotic cell မှာမပါဘူး eukaryotic cell မှာ nucleus ပါတယ် okay ဲ့တော့နောက်တစ်ခုကကျတော့ rival zones အကြောင်းတွေကိုပြောရပါတော့။အဲ့ rival zone ညတာဒီပုံလေးတွေပေါ့နော်။အဲ့တော့ဆရာတို့11တွေထွဲတွေမှာဒီဒီအကြောင်းတွေကိုဆရာတို့ထပ်ပြီးတော့သင်ရလိမ့်မယ်။အဲ့တော့ဒီမှာတော့ဆရာတို့က grade 10ဖြစ်တဲ့အတွက်အချင်းချုပ်ပဲသင်ထားတာပေါ့နော်။အဲ့ rival zone ညအရွယ်စားကိုနိုင်ရှင်တယ် rival zone ညရတဲ့ r20 rival zone များသည် r ဖြစ်ချိကြသည်20 nanometer in size 20 nanometer ရှိတယ် eukaryotic cells ကိုကြည့်အောင်အ eukaryotic cell မှာကျတော့ ribosome sphere are 25 nanometer in size 25 nanometer ရှိတယ်။အဲ့တော့ကနန်းလေးပဲကြည့်ရမှာပေါ့နော်။ ribosome prokaryotic cell မှာ20 eukaryotic cell မှာ25 okay အဲ့တော့ဒါလေးပဲမှန်။အဲ့တော့နံပါတ်1က ribosome အကြောင်းပြောသွားအခုကကြာကြာတော့ membrane ကြောင်းပြောမယ်အမီးပါလေးအဲ့တော့အမီးပါလေးတွေကကြာတော့သူက no membrane bounded no membrane အမီးပါလေး bounded ဝန်းရံထားတဲ့ organelles အဲ့တော့အင်္ဂါအစိတ်ပိုင်းနေအင်္ဂါငယ်အဲ့တော့အင်္ဂါငယ်ဆိုပါလေဒီဆဲထဲမှာနော်ကျောက်ဒီဆဲထဲမှာရှိတဲ့တွေ့လားဒီအပိုင်းလေးတွေဒီအစိတ်ပိုင်းလေးတွေအဲ့ဒီကောင်လေးတွေကို organelles လို့ခေါ်တာဒါဆက်ပြီးနောက်သင်ခန်းစာတွေမှာသင်ရလိမ့်မယ်အဲ့တော့ဖြတ်ပြီးတော့ဆရာတို့ကြက်မယ်ဆိုရင် no membrane bounded no membrane bounded အမီးဘာများဝန်းရံထားသော organelles သက်ရှိရင်ကောင်ငယ်များ no မပါရှိပါ ဲ့လိုပဲ eukaryotic cell ကိုကြည့်အောင် eukaryotic cell မှာ membrane bounded membrane bounded အမီးဘာများဝန်းရံထားသော organelles သက်ရှိအင်္ဂါငယ်များ present ပါရှိပါတယ်အဲ့တော့ဒီမှာအမီးဘာပေါ့အသေးစိတ်ချဲ့ထားတာပေါ့နော်အဲ့တော့ level မှာ grade level မှာစတင်ရမယ် bind layer တို့ phospholipid layer တို့အဲ့လိုတွေပေါ့နော်အဲ့တော့နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကျ cell wall cell membrane အကြောင်းပြောတယ်အဲ့တော့ prokaryotic cell မှာ cell membrane ကို is made up of murine murine နဲ့လောက်တာ murine ဆိုတာပါလေ murine နဲ့ peptide glycan နဲ့အတူတူပဲ okay အဲ့တော့ murine အထက် peptide glycan တနည်းအားဖြင့် peptide glycan လို့ခေါ်တဲ့ murine နဲ့ပြုလုပ်တာ okay အဲ့တော့ဒီမှာဆိုရင် spelling မှားနေပါတော့အဲ့တော့ဆဲနေရင်ကိုကျတော့ murine နဲ့ပြုလုပ်တာเนาะအဲ့တော့ mu mu r e i n p m ပဲเนาะအဲ့တော့ murine အဲ့တော့နောက်တစ်ခုကကျတော့ဒီမှာ murine ဆိုတာပါလဲဆရာတို့သိဖို့လို murine နဲ့ peptide glycan တွေကတော့တူတယ်အဲ့တော့ collapse ကြီးပါလေးပေါ့နော်အဲ့လိုလေးကြီးလို့ရမယ်စလုံးပေါင်းတော့တိတ်ချကြည့်ရမယ်ဒီမှာပေါ့နော်အဲ့တော့ murine ဆိုတာကဆရာတို့ကဒီ bacteria တွေရဲ့ပုံသဏ္ဍာန်ကိုထိမ့်ပေးတဲ့ဒီပစ္စည်းပေါ့နော်အဲ့တော့ဥပမာလူဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲကြောယိုးနဲ့သွားတူမအောင်ငားဒီမှာဆိုလဲငားယိုးအဲ့ယိုးတိဆောက်ပြီးမှသူကပါလဲဆိုရင်ငားပုံစံဖြစ်လာလူဆိုလဲအဲ့လိုပဲ ဒီ scale detail ပေါ့အယိုးညမ်းတွေကိုမိပြီးတော့မှလူပုံတရံဖြစ်လာအဲ့တော့ murine ကလည်းအဲ့လိုပဲ bacteria တွေရဲ့ပုံတရံဥမာပေါ့ bacteria က capsule ပေါ့နော်ဒီလိုရှိရှိပုံစံဆိုရှိရှိပေါ့ထားလိုက်ပါတော့၄တောင်ဆိုရင်၄တောင်အဲ့လိုပြောင်းလို့အဲ့ဒါတော့ murine လို့ဆရာတော့ခေါ်တာအဲ့ murine ဆိုတာကိုကြက်တဲ့စလုံး murine ဆိုရင် mur ပါလဲပေါ့ပါလဲဆိုတာတရားနော်အဲ့တော့ murine ဆိုပြီးဘိုင်းဟက်ကြက်ပြီးတော့လွတ်ရနေလို့မဖြစ်ဘူးပေါ့နော်အဲ့တော့ murine ကိုဆရာတော့ဥမာဆရာဒီမှာဥပမာပေးထားတယ် ဘာပေးထားလဲဆိုလို့ရှင်မျူရင်ဒီသူကဒီမှာဒါနမိုနီယာပေါ့နော်နမိုနီယာကိုဖြစ်စေတဲ့ဘက်တီးရီးယားအဲ့တော့အဆုတ်ရောင်ရောဂါကိုဖြစ်စေတဲ့ဘက်တီးရီးယားမှာမျူရင်တွေ့ရအဲ့ဘက်တီးရီးယားဆင်းနေရဟာလုံးလေးတွေ့နော်အဲ့တော့ဒါဒီမျူရင်အကြောင်းโอเคနောက်တစ်ခုကျတော့ eukaryotic cell မှာပဲပေါ့နော် cell wall တွေက cell wall ဆင်းနေရနေသည် present တည်ရှိပါတယ် implants အပင်နေ fungi only တော့ fungi မိုးတွေမှာเนาะအဲ့တော့ fungi fungi အဲ့လိုမြင်းမြူးခေါ်တာပေါ့เนาะကျော fungi အဲ့လိုလဲခေါ်တယ် fungi ပေါ့เนาะအမေရိကန် fungi နဲ့ fungi နဲ့ဟိုမှန်တယ်ပေါ့เนาะအဲ့တော့ fungi ဆိုတော့မိုးအဲ့တော့ fungus ဆိုတာကတော့မိုးတစ်မျိုးတယ် fungi fungi ဆိုလို့ရှင်ဆရာတော့ဘာလဲဆိုမိုးများပေါ့အဲ့တော့မိုးတွေ ਨੇ အပင်တွေမှာပဲဆင်းနေရပါတယ် okay အဲ့တော့ ပြန်ပြီးတော့ခွဲသူကအပင်နဲ့မှုလို့ပြောတယ်အပင်နဲ့မှုလို့ပြောတဲ့အတွက် eukaryotic ဆီကအပင်နဲ့မှုမှာပါဟုတ်ပြီအပင်မှာဘယ်လိုပါမလဲမှုမှာဘယ်လိုဘယ်လိုဖြစ်မှာကြည့်အောင် implant အပင်နေမှာဆိုရင် it is made up of cellulose or lignin cellulose ဒါမှမဟုတ်ရင် lignin နဲ့ပြုလုပ်တာအဲ့တော့ပြန်ပြောမယ်ဆိုရင် implant အပင်များတွင် it is made up of it is ဆိုတာဆယ်နေရန်ကိုပြောတာအဲ့တော့ဆယ်နေရန်ဒီ made up of ြုလုပ်ထားပါတယ်ဇယ်နီယန်တွေကို cellulose or lignin cellulose ဒါမှမဟုတ် lignin နဲ့ပြုလုပ်ထားပါတယ်အဲ့တော့ဆရာတို့က cellulose ကြောင်းကြည့်အောင် cellulose ကအပင်နေမှာတွေ့ရတယ်โอเคအဲ့တော့ cellulose ကဆရာတို့ဘယ်အခါမှာအသုံးဝင်လဲ constipation ဝမ်းချုပ်ခြင်းနော်အဲ့တော့ဝမ်းချုပ်ခြင်းဖြစ်တဲ့အခါမှာဒီ cellulose တွေကအသုံးဝင်အဲ့တော့ cellulose ကတော့အမြင်ပုံစံအတက်ပဲအဲ့တော့အမြင်ပုံစံဓာတ်ဖြစ်တယ်လို့သူကဒီ cellulose ပါတဲ့ တီးရွက်တွေကိုစားတယ်ဆိုလူတွေမှာဝမ်းချုပ်မှုမဖြစ်စေဘူးပေါ့နော်အဲ့တော့ဝမ်းချုပ်မှုလျော့ပါစေတယ်ဒါကြောင့်မလို့ဆရာတို့က cellulose ပါတဲ့အစားတွေကိုနံမြန်စားတယ်ဆိုရင်ဝမ်းချုပ်ခြင်းမှာကာကွယ်ပေးတယ်ဘူးအဲဒီလိုပဲ cellulose တွေကိုဆရာတို့အစားအသောက်ကုန်တွေမှာလည်းသုံးတယ်ဘလို့အနေနဲ့သုံးတာအစားအသောက်တွေဖြစ်စေတဲ့အရာဖြစ်သုံးတယ်အဲ့တော့ तू ကတော့ဒီလိုတွေနဲ့သတ်မှတ်တဲ့သင်ကြီးတိုင်းလေးမှကြည့်လိုက် E406 EGA လို့ခေါ်တယ် E406 လို့ ဲ့တော့ဒီမှာ jelly တွေ၊ဒင်းကျင်းတွေအဲ့ဒီလိုပစ္စည်းအစားအသောက်တွေထုတ်တဲ့နေရာမှာသုံးတယ် okay this is for general knowledge zero data general knowledge ရပါတော့เนาะအဲ့တော့ဆက်ကြည့်မယ် linking ဆိုတာပါ linking ကတော့ cellulose နဲ့အတူတူတွေ့ရပင်တွေရဲ့ကြန့်ခိုင်မှုပြုလို့ပဲဥပမာပင်တွေပေါ့เนาะ uv ray တွေပေါ့ ultraviolet အဲ့တော့ခင်းလို့ရောင်ကြီးတွေလွန်လွန်ကဲကဲကြက်ရောက်တယ်ဆိုရင်ဒီ linking တွေကဘယ်လိုခေါ်မလဲ ဟိုတတော်သူမျိုးစန်ခရင်လိမ့်တယ်လို့ပေါ့နော်စန်ခရင်လိမ့်တယ်လို့သူကဒီ UV ray တွေကိုကာဝယ်ပေးရဲ့နော်အဲ့တော့ lignin ကနော်အဲ့တော့ lignin ဒီအပင်ရဲ့ကြံ့ခိုင်မှုပြုလုပ်ပေးတယ်နောက်တစ်ခုကကျတော့ fan fan guy ပေါ့နော်အဲ့တော့ fan guy နေမှာကျတော့ it is made out of kindin kindin နေနဲ့ပြုလို့ဟုတ်ပြီ kindin ဆိုတာပါလဲသိဖို့လို့အဲ့တော့ kindin ကတော့အလွယ်မှတ်မယ်ဆို kindin ဆိုတာပါလဲမာကြောတော့မာကြောတဲ့တတ္တိရှိတဲ့ပစ္စည်းပဲအဲ့တော့ဥပမာ ဇွန်စားတယ်ဆိုရင်ဘဇွန်ခွန်ညူဆရာတို့မစားဘူးလွတ်ပြစ်တယ်ပေါ့အဲ့ဒီလွတ်ပြစ်တဲ့ဟာတွေကိုဆရာတို့ကချို့စီးကုမ္ပဏီကအဲ့ဒီဘဇွန်ခွန်နေပြီးတော့မှဆေးတွေထုတ်ထားတာရှိတယ်နောက်တစ်ခုကကနန်းပေါ့နော် crap ကနန်းနေမှာဆရာတို့ခိုင်တင်နေပါတယ်နော်အဲ့တော့ခိုင်တင်ကိုဆရာတို့ကခိုင်တိုဆန်ပေါ့နော် CHINTOSEN ခိုင်တိုဆန်ပြည့်ပြောင်းပြီးတော့ဆေးတွေထုတ်ထားတာရှိတယ်ပေါ့နော်အဲ့ခိုင်တင်ကြောင့် okay နောက်တစ်ခုကကြတော့ eukaryotic cell မှာ cell wall เนาะ absent in animals အဲ့တော့ဆရာတို့ကအပင်ဆဲဆိုလို့ရှင်နှစ်မျိုးရှိမှာ plant cell အဲ့တော့ plant cell နဲ့ animal cell ဆိုနှစ်မျိုးရှိ plant cell ကတော့အပင်နေအားလုံးမှာတွေ့ရတဲ့ cell animal cell ကတံတဝါတွေမှာတွေ့ရအဲ့တော့တံတဝါမှာရှိတဲ့နော်တံတဝါ cell မှာရှိတဲ့နော် animal cell တံတဝါ cell မှာရှိတဲ့ဆရာတို့ eukaryote မှာဘာမရှိဘူးလဲဆိုရင် cell wall cell နေရာမပါရှိပါဘူးတဲ့ okay အဲ့တော့ဆရာတို့ prokaryotic cell နဲ့ eukaryotic cell structure ရှင်းလင်းရှင်းလင်းတာဒီမှာပြီးသွားပြီပေါ့နော် okay thank you for watching today see you tomorrow uh, next lecture ပေါ့နော်